ဂျီစပါဆိုတာကအမျိုးသားနဲ့အတူနေတဲ့အချိန်မှာဒီအမျိုးသမီးရဲ့ပေါ့နော်လင်းစိတ်ခံစားမှုအမြင့်ဆုံးဖြစ်တဲ့နေရာကိုခေါ်တာဖြစ်ပါတယ်။ဂျီစပါကအမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်ကမတူကြပင်ပဲပေါ့နော်။ကလိုင်တိုရစ်လို့ခေါ်တဲ့မိုင်းအင်ကစေနာတဝိုက်မှာပဲရှိတာများကြပါတယ်။ဒီဗီဒီယိုလေးထဲမှာတော့ကျွန်မကဂျီစပါနဲ့ပတ်သက်တဲ့စေပညာဗဟုသုတကြောင့်ကိုပြပြပေးမှာပဲဖြစ်ပါတယ်။ဒီတော့ဗီဒီယိုလေးဆက်လိုက်ကြရအောင်နော်။ အော်ဂန်ဆန်လို့သိကြတဲ့လေးစိတ်ပြီးမြောက်ခြင်းဆိုတာအမျိုးသားရောအမျိုးသမီးမှာပါအရေးကြီးပါတယ်။လေးစိတ်ပြီးမြောက်တဲ့အခါမှာစိတ်ဖိစီးမှုတွေကိုလျှော့ချစေနိုင်တယ်လို့စိတ်ကျဉ်နှံ့မှုတွေအချင်းချင်းချစ်ခင်မှုတွေပါပို့ပြီးတော့တိုးလာနိုင်ပါတယ်။ဒါပေမဲ့အမျိုးသားတွေကပဲပြီးမြောက်လွယ်တတ်ကြပါတယ်။အမျိုးသမီးတွေအတွက်ကတော့အတူနေတဲ့အချိန်မှာပြီးမြောက်တဲ့အဆင့်ထိကိုရောက်ဖို့အတွက်ကိုတော်တော်လေးရှားပါတယ်။ဘဝတက်တက်လုံးမှာပေါ့နော်။လေးစိတ်ပြီးမြောက်ဖို့အတွက်ကိုဒီကြုံမှုတဲ့အမျိုးသမီးတွေကတော်တော်ရှားတယ်လို့စစ်တမ်းတွေအရာဆိုကြပါတယ်။ ျိုးသားအင်ကထိုးသူမှုတက်တက်နဲ့လေးစိတ်ပြီးမြောက်တာကအမျိုးသမီးတွေမှာတော်တော်ဖြစ်ခဲ့ပါတယ်၂၀၁၉မှာလေးလာမှုတစ်ခုပေါ့နော်စစ်တမ်းတွေအရဆိုလို့ရှိရင်ဒီအမျိုးသားအင်ကထိုးသူမှုတက်တက်နဲ့ဒီလေးစိတ်ပြီးမြောက်တယ်ဆိုတာအမျိုးသမီးတွေမှာ၁၈ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ဆိုပါတယ်အမျိုးသမီးတွေလေးစိတ်ပြီးမြောက်ခြင်းဟာလေးစိတ်ခံစားမှုအမြင့်ဆုံးနေရာဖြစ်တယ်ပေါ့နော်ဂျီစပော့ကိုနှိုးဆွတာနဲ့သက်ဆိုင်တယ်လို့တော်တော်များများကအထင်ကြပါတယ်ဒီတော့ဂျီစပော့ဆိုတာဘာလဲဂျီစပော့ကိုပေါ့နော်ဘယ်လိုရှာလို့ရမလဲဆိုတာကိုကျွန်မ ားနဲ့အတူတူဒီဗီဒီယိုလေးမှာကြည့်လိုက်ကြရအောင်နော်ဂျီဆွတ်ဆိုတာကဂျာမနီကဒီမီးရဲ့ပါရဂူပေါ့နော်ဂရမ်ဘတ်ဘတ်ကိုဆွဲပြူပြီးတော့ခေါ်တဲ့နာမည်ဖြစ်ပါတယ်ဂရမ်ဘတ်ဘတ်စပေါ့လို့လည်းခေါ်ကြပါတယ်သူကပေါ့နော်အမျိုးသမီးတွေရဲ့လိင်စိတ်ခံစားမှုအမြင့်ဆုံးနေရာဟာဒီမိမကိုရဲ့အရှိတ်ပတ်ပိုင်းတနေရာမှာရှိတယ်လို့ယူဆခဲ့ပါတယ်အများပြည်သူတွေကိုစပြီးတော့မေးဆက်ပေးတာကတော့ဒေါက်တာဝစ်ပယ်လို့ခေါ်တဲ့ဆရာဝန်မျိုးသမီးပဲဖြစ်ပါတယ်သူကသူ့ရဲ့မိမကိုရဲ့အရှိတ်ပိုင်းကိုနှိုးဆွပုတ်တန်ရင်နဲ့ပေါ့နော်ဒီထူးခြားတဲ့ခံစားချက်ဖြစ် စ်ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ခံစားမှုအမြင့်ဆုံးနေရာဖြစ်တဲ့အဲ့ဒီနေရာဟာအမျိုးသမီးတွေရဲ့ပေါ့နော်။ organism ဖြစ်နိုင်တဲ့တော့ချက်နေရာလို့တွေ့သွားခဲ့ပါတယ်။သူနဲ့သူ့ရဲ့လုံဖို့ကင်မဲ့ဆရာဝန်တွေကအဲ့ဒီနေရာပေါ့နော်။ဒီကြောင်းနေစပြီးတော့ grandpa bag ကိုဂုဏ်ပြုပြီးတော့ပေါ့နော်။ grandpa bag ပေါ့ဒါမှမဟုတ် g-sport ဆိုပြီးတော့ခေါ်ခဲ့ကြတာအခုဒီပါပဲ။ g-sport ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာပေါ့နော်တိတိကျကျရှိနေရဲ့အနေရာတစ်ခုတော့မဟုတ်ပါဘူး။နှစ်ထားဆက်ကိုမှာလေးလာချက်အရာဆိုရင်သူ့ဒေသနာပညာရှင်တွေကဒီအမျိုးသမီးရဲ့ g-sport ကို ါ့နော်တည်တည်ချာချာလေးရှာဖွေလေးလာကြည့်ခဲ့ကြပါတယ်အဲ့ဒီမှာသူတို့တွေ့ရှိခဲ့ကြတာကတော့ဂျီစပေါ့啊ပေါ့နော်ဒီမိမတ်ကိုရဲ့နေရာတစ်ခုနေရာမှာပေါ့နော်တည်တည်ချာချာအမှတ်သားတစ်ခုရှိနေတယ်ဆိုတာမဟုတ်ပါဘူးကလိုင်တိုးရီလို့ခေါ်တဲ့မိုင်းကစေနာတဝိုက်မှာပဲရှိနေတယ်ဆိုတာကိုပဲသိခဲ့ကြတာဖြစ်ပါတယ်အမျိုးသားလေရင်ကကိုနှိုးဆွလို့ရှိရင်ကြီးလာတယ်လို့မိုင်းကစေကိုလည်းနှိုးဆွတဲ့အခါမှာရွယ်စားကြီးလာတတ်တာမို့လို့အဲ့ဒီမှာပေါ့နော်ဂျီစပေါ့ရှိတယ်ဆိုတာကိုယုံကြည်ခဲ့ကြပါတယ်မိမတ်ကိုအတွင်းသားရဲ့ထိတ်မှာ စမ်းမိတဲ့ပေါ့နော်စတော်ပဲစစ်အရွယ်လေးဟာမိုင်းအင်္ဂါစစ်ရဲ့ထစ်ကလေးပဲဖြစ်ပါတယ်။မိုင်းအင်္ဂါစစ်ဟာအောက်ဘက်ကိုဆင်းသွားမယ်ဆိုလို့ရှိရင်ဒီနှစ်မွာကွဲသွားပြီးတော့ပေါ့နော်ဒေးလက်မလောက်အထိရှိပါတယ်။ဂျီစဘော့ဟာအမျိုးသမီးပေါ့နော်တယောက်နဲ့တယောက်တင်နေရာချင်းမတူတဲ့အတွက်ကြောင့်မို့လို့တစ်ခါတလေမှရှားခတ်တာမျိုးရှိနိုင်ပါတယ်။အဲ့ဒီနေရာကိုနှိုးဆွနိုင်လို့ရှိရင်ပေါ့နော်အမျိုးသားတွေလင်းစိတ်ပြီးမြောက်တဲ့အခါတုတ်ရီပန်းထွက်တယ်လို့မျိုးအမျိုးသမီးတွေလည်းပြီးမြောက်တဲ့အရေးပန်းထွက်စေနိုင်ပါတယ်။ဂျီစဘော့ကိုဘယ်လိုရှားမလဲပေါ့နော်ဂျီစ password ကိုရှာဖို့အတွက်ကတော့ကိုကိုတိုင်ရှာမှပဲရမှာပါအမျိုးသားနဲ့အတူနေတဲ့အချိန်ကိုဘယ်နေရာကိုထိတွေ့လို့ရှိရင်လိမ့်စိတ်ခံစားမှုအမြင့်ဆုံးဖြစ်တယ်လဲဆိုတာကိုတေချာလေးလံကြည့်ပြီးတော့ကိုရဲ့ G-spot ကိုကိုကိုတိုင်ရှာဖွေကြည့်ရမှာပဲဖြစ်ပါတယ်မိုင်းကစေနာတဝိုက်မှာ G-spot ရှိတယ်ဆိုပေမဲ့ဒီပေါ့နော်တစ်ခါတလေမှာအခြားတနေရာတွေမှာလည်းကိုရဲ့ G-spot ဟာရှိနေနိုင်ပါတယ်နားလည်အောင်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီနေရာကိုထိတွေ့လိုက်လို့ကိုရဲ့ပေါ့နော်လိမ့်စိတ်ခံစားမှုအမြင့်ဆုံးဖြစ်စေလို့ရှိရင်ကိုရဲ့ G-spot လို့မှတ်ထားလို့ရှိရင်ရပါပြီ။ကိုယ့်ရဲ့ Gsport ကိုကောင်းကောင်းသိထားတာကအမျိုးသားနဲ့အတူနေတဲ့အခါမှာပို့ပြီးတော့အဆင်ပြေလာမှာဖြစ်တယ်လို့လိန်စိတ်ပြီးမြောက်ဖို့လာလဲပို့ပြီးတော့လွယ်ကူလာမှာဖြစ်ပါတယ်။အခုလောက်ဆိုလို့ရှိရင်အမျိုးသမီး Gsport အကြောင်းကို Titan တလောက်သိသွားကြပြီလို့လည်းထင်ပါရဲ့နော်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လည်းကျမရဲ့ဗဟုသုတရရသွားကြပြီလို့မျှော်လင့်ပါတယ်ရှင်။ဒီလိုမျိုးဗီဒီယိုလေးတွေကိုအမြဲကြည့်နိုင်ဖို့အတွက်ကျမတို့ရဲ့ Channel လေးကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ပြောအိမ်နဲ့ပဲကျမရဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်ရှင်။အားလုံးပဲနေက ောင်းကျမ်းမာကြပါစေနော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်